မင်္ဂလာပါရှင် PM ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ရဲ့အော်တိုဘာလ28ရက်နေ့ VMP ရဲ့ညကင်းသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့အစီအစဉ်မှာတော့ရွေးကောက်ပွဲမတိုင်မီတရင်သားတွေနဲ့တော်လိုင်းရဲ့အဆုတွေကိုဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ကြေညာတဲ့သတင်းစားဖြတ်မှုခင်းတွေတက်ခဲရွေးလုံငန်းစီနေအတွင်းလုံငန်းအဖွဲ့ဖွဲ့နေတယ်လို့ NUG ပြောတဲ့တင် နိုင်ငံတော်ဟာလေကြောင်းတက်ခဲမှုတွေကြောင့်အရသာပြည်သူတွေဒီဆုံးနေတဲ့အချိန်မှာဆယ်စုနှစ်အတွင်းပထမဆုံးအချိန်လူဦးရေနည်းငယ်လျော့နေလာတယ်လို့အာနာသိန်းစီကောင်းဆောင်မင်းအွန်လိုင်းပြောကြားခဲ့တဲ့ထိုင်းနိုင်ငံမဲဆော့မြို့မှာမြန်မာမျိုးသမီးတဦးကိုအထမပြုခြင်းဝေးမရတာကြောင့်တပ်ဖြန့်ရာကြောင့်စီခဲ့တဲ့ထိုင်းအမျိုးသားတဦးကို ထိုင်းဖိတ်ကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်း စိတ်ပေါ ofte နည်းပညာကြောင့်စစ်ကြဝဠာကိုပုံမချီလင်းပြသားစွာမြင်နိုင်လို့မယ်ဆိုတဲ့တည်းရှင်ဟောလူသားတွေရဲ့လေယိုစီအကျဉ်းချံပေါ်မှာကော်စီလာနဲ့တူတဲ့ထူးခြားတဲ့အသွင်အပြင်တွေတွေ့ရှိနေရတယ်ဆိုတဲ့တည်းရင်ပါဝင်နောက်ဆုံးရသတင်းတွေနဲ့နေငါတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ကျွန်မကတော့နှင်းထူးပါပထမဆုံးအနေနဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်သားတွေနဲ့တော်လှန်ရေးအားစုတွေအားလုံးကိုမလေးရှားဝန်ကြီးကဖိတ်ခေါ်ဆွေးနွေးမယ်ဆိုတဲ့သတင်းကိုကိုဖုံးမောင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းရင်းသားတွေနဲ့အတိုက်ခံအင်အားစုတွေအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အာဆီယံဥက္ကဋ္ဌအနေနဲ့တိုင်းရင်းသားလူနည်းစု28ဖွဲ့နဲ့ဒေါ်လာရင်းအင်အားစုတွေအားလုံးကိုအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံကိုရွေးကောက်ပွဲမတိုင်မီဖိတ်ကြားပြီးမြမအရေးကိုဖြည့်ရှင်းနိုင်ဖို့မြမကိုယ်တိုင်ဥဆောင်ရမှာဖြစ်ကား ရွေးကောက်ပွဲကိုလေးလာစောင့်ကြည့်သူတွေစေလွတ်ဖို့စစ်တပ်ရဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေလို့ဆိုပါတယ်။အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့စီးပွဲရဲ့ကြေညာချက်မှာရွေးကောက်ပွဲတွေမကျင်းပမီနိုင်ငံရေးအကျက်တဲကိုဖြည့်ရှင်းဖို့ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပြီးအကြမ်းဖက်မှုတွေကိုရပ်တန့်ရမှာဖြစ်တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော်အောက်စုဖွဲ့မှုကင်းတွေ တိုက်ဖြတ်ရေးရာဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက်နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါရယ်။ယနေ့အောက်တိုဘာလ28မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံးလက်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါရယ်။နိုင်ငံတကာကအွန်လိုင်းငွေလေလုပ်ငန်းကြားဖြတ်များအပါအဝင် နေဆက်ဖြစ်ကျော်ရာဇဝတ်မှုကိများကိုဖြေရှင်းဖို့ကြိုးပမ်းတာကိုအတိမတ်ပြုကြောင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်းအသင့်ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဆိုပါတယ်။ဒါ့အပြင်အွန်လိုင်းကြားဖြတ်လုပ်ငန်းရှုပ်ကိုစစ်တပ်ကအယောင်ပြစီးနင်းတဲ့လက်ကတဲမဝင်ကြဖို့လည်းအရေးကြီးပြီးနေကြားဆောင်တဲ့ VGF ဟာအာဏာသိမ်းစစ်တပ်ရဲ့လက်အောက်ခံဖြစ်တဲ့အတွက်အွန်လိုင်းကြားဖြတ်ရဲ့အနောက်မှာပါဝင်ပတ်သက်နေတယ်လို့လည်းဆိုပါတယ်။ဒီရင်ပြည်နယ်မြောက်ဦးမြို့နယ်ရှိအွန်လိုင်းငွေလိမ်လုပ်ငန်း KK Bank ကို KNU ကအကျိုးမြတ်ရယူကမြေငားရန်တာနဲ့လုံခြုံရေးအတွက်အခကြေးငွေယူနေတယ်ဆိုပြီးစစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ဆွဆွချက်ကို KNU ကတက်တင်နေတကွညင်းဆိုကြောင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြားပြမှုခင်းတွေတိုက်ဖြစ်ရေးဆိုင်ရာလုံငန်းစီနေအတွက်လုံငန်းအဖွဲ့ဖွဲ့နေတယ်လို့ NUG ကပြောဆိုတဲ့သတင်းကိုဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံအနှံ့အထူးသဖြင့်အကြမ်းဖက်စစ်တပ်ရဲ့လက်အောက်ခံနေကြောင်တပ်တွေထိန်းချုပ်ထားတဲ့ နေဆက်ဒေတာတွေမှာအများဆုံးအခြေစိုက်ဖြစ်ပေါ်နေတဲ့ online ကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းတွေကိုနိုင်ငံတကာအတိုင်းအဝိုင်းကဖြေရှင်းမှုကြိုးပမ်းဆောင်ရွက်နေမှုကိုမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အတိမတ်ပြုချီးကျူးဂုဏ်ပြုသလိုပူးပေါင်းဆောင်ရွက်ဖို့လည်းအများအန်းဆင်သင့်ရှိကြောင်းပြောကြားလိုပါတယ်မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုထိရောက်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံတော်အားလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူတွေတေဆုံးနေတဲ့အချိန်မှာဆယ်စုနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်လူဦးရေနှဲငယ်ရောနှဲလာတယ်လို့အာနာသိန်းစစ်ခေါဆောင်မင်းအွန်လိုင်းကပြောဆိုရဲဆိုတဲ့သတင်းကိုကိုဖုံးပုံကဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံမှာဆယ်စုနှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်လူဦးရေအနည်းငယ်ရော့ကျလာပြီး လူငယ်တွေကပြပရွှေ့ပြောင်းသွားလာမှုတွေမြင့်မားနေတယ်လို့အာနာသိန်းစကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။မနေ့ကအောက်တိုဘာလ28ရက်နေ့မှာ ပြုတ်လုခဲ့တဲ့2024ခုနှစ်သကောင်စင်းထုတ်ပြန်ပွဲမှာအာနာသိန်းစကောင်းဆောင်ကပြောဆိုလိုက်တာဖြစ်ပါတယ်။လူဦးရေရောကြမှုဟာမွေးဖွားနှုန်းကျဆင်းခြင်း၊ရွှေ့ပြောင်းသွားလာမှုမြင့်မားခြင်းနဲ့မိသားစုပုံစံများပြောင်းလဲခြင်းတို့ကြောင့်ဖြစ်တယ်လို့အာနာသိန်းစကောင်းဆောင်ကဆိုပါတယ်။ဒါ့အပြင် လူငယ်တွေက ပြပတို့ရွှေပြောင်းသွားလာမှုတွေမြင့်တက်နေတယ်လို့အာနာသိန်းစစ်ကောင်းဆောင်ကအထက်သွင်းပြောဆိုထားပါတယ်။မြန်မာနိုင်ငံမှာအာနာသိန်းစစ်တပ်ကစစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီးအတင်းအဓမ္မစစ်မှုထမ်းစီခိုင်းတာကြောင့်နိုင်ငံတဝန်းကလူငယ်တွေကပြပတို့ထွက်ပြေးတိမ်းရှာမှုတွေမြင့်တက်လာခဲ့ပါတယ်။အာနာသိန်းစစ်ကောင်းဆောင်ကမြန်မာနိုင်ငံမှာစေစုနှစ်တွင်ပထမဆုံးအကြိမ်ဖြစ်လူဦးရေအနည်းငယ်ရော့ကျလာတယ်လို့ပြောဆိုထားပြီးနိုင်ငံတော်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရတပ်ပြည်သူတွေတေဆုံးမှုကနေ့စဉ်နှီးပါရှိနေတာကိုတွေ့ရပါတယ်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်အောက်တိုဘာလ28ရက်2025ခုနှစ်ထိအကြမ်းဖက်စစ်အုပ်စုနဲ့၎င်းရဲ့လက်ပါစီများကြောင့်ຫນွေဥတော်လိုင်းဤကာလအတွင်းတေဆုံးခဲ့ရတဲ့ဒီမိုကရေစီလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ9416ဦးထိရှိခဲ့ပြီလို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AABB ကထုတ်ပြန်ထားပါတယ် အခုတော့ထိုင်းနိုင်ငံဘေကာသတင်းတပုတ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ထိုင်းမြန်မာနိုင်ငံနဲ့ဆက်ဖြစ်တဲ့မဲဆော့မြို့မှာမြန်မာမျိုးသမီးတအူးကိုတပ်ဖြတ်ရာကြောင်စီခဲ့တဲ့ထိုင်းအမျိုးသားတအူးကိုထိုင်းဘက်ကဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုကိုရဲနောင်ကဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်မဲဆော့မြို့မှာမြန်မာမျိုးသမီးတအူးရဲ့လယ်ဘင်းကိုဓာတ်နဲ့လှိဖြတ်ခဲ့တဲ့ထိုင်းနိုင်ငံသားမျိုးသားကိုဖမ်းဆီးမိပြီလို့ထိုင်းသတင်းဌာနတွေကဖော်ပြကြပါတယ်။ သူဟာကျူးလွန်ကြောင်ဝန်ခံတယ်လို့တက်ခရံရဲတပ်ဖွဲ့ကအော်တိုဘာလ28ရက်နေ့မှာသတင်းထုတ်ပြန်ထားပါပဲ။အဲဒီဖြစ်စဉ်ဟာထိုင်းနိုင်ငံမဲဆောက်မြို့မြို့နယ်ရုံးမှာအော်တိုဘာ29ရက်မနက်ပိုင်းကဖြစ်ပွားခဲ့တာပါ။တပ်စင်ကန်းတစ်ခုမှာအသက်21နှစ်အရွယ်မြန်မာနိုင်ငံသားမျိုးသမီးကိုအသက်28နှစ်အရွယ်ထိုင်းနိုင်ငံသားကအာရမပြုခြင်းမှုစူးစမ်းခဲ့ရာကနေမျိုးသမီးကသဘောမတူခဲ့တာကြောင့်အသည့်ယူဆောင်လာတဲ့ဓာတ်နဲ့လေဘင်းကိုလှီးဖြက်ကာထွက်ပြေးခဲ့တာပါ။ ကျူးလွန်သူကိုထိုင်းရဲတပ်ဖွဲ့ကမနေ့ည7နာရီခွဲမှာ ATM ဆက်အနီးဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါဗျ။ဒီကနေ့မနက်7နာရီခွဲမှာမြန်မာမျိုးသမီးကိုတတ်ခဲ့တဲ့နေရာအားပြန်လည်တရုတ်ပြသစီခဲ့ပြီးမရင်းချင်းမှုယူရချမ်းနဲ့ကျူးလွန်ခဲ့တာလို့ဝန်ခံခဲ့ပါဗျ။ကျူးလွန်သူဟာ2019ခုနှစ်ကလည်းအာဓမပြုခြင်းမှုနဲ့ပြစ်ဒဏ်ကြားခံခဲ့ပြီးယခုနှစ်ဩဂုတ်လ28ရက်နေ့ကထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ဒေတာရင်းထိုင်းသတင်းရဲ့ဖော်ပြချက်အရသိရပါဗျ။ ်လက်ရှိမှာနှစ်နာသူမျိုးသမီးဟာမဲဆောက်စေယုံကြီးမှာဆေးကုသမှုခံယူနေရတာပါအဲ့ဒီထိုင်းမျိုးသားကိုလူတက်ဖို့ကြံစီမှုနဲ့အများပြည်သူမျိုးရွာသို့မဟုတ်လမ်းတွေပေါ်မှာခွင့်ပြုချက်မရှိလက်နက်တဲဆောင်မှုတို့နဲ့အမှုဖွင့်ရေးယူထားတယ်လို့တက်ခရိုင်ထိုင်းရတဲ့ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာအခုနောက်ထပ်သတင်းတပုတ်အနေနဲ့စိတ်ဖြူမျိုးမှာစစ်တပ်စစ်ဆေးရေးကက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဝင်ရောတက်ခဲခဲ့ရာစစ်တပ်ဖက်မှ၄ဦးတည်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုကိုဖုံးမောင်ကဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မကွေးတိုင်းစစ်ဖြူနယ်ကစစ်အုပ်စုကိစ္စကန်ခုကိုဒေါ်လန်ရေးတက်တွေကပူးပေါင်းတိုက်ခိုက်ခဲ့ရာဂိတ်ဆောင်နေတဲ့စစ်သား၄ဦးတည်ဆုံးတယ်လို့ပခုတ်ကူခရိုင်စစ်ဌာနကသတင်းထုတ်ပြန်ပါတယ်။ဒါအပြင်စစ်ကြမှုရဲဘော်တအူးကြဆုံးခဲ့ပြီးလက်နက်နဲ့အခြားဆက်ဆက်ပစ္စည်းတွေတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။စကန်သိန်းတိုက်ပွဲမှာ MP3 တလက် ကြည်ပေါက်၃ခု5.5စစ်ကြီး130ခန်းနဲ့အခြားဆက်ဆက်ပစ္စည်းတွေတင်စီရမိကြတာပါအော်တိုဘာလ28ရက်နေ့မနေ့9နာရီခန့်ကစပြီးစိတ်ဖြူမြို့နယ်ဝေးပင်ကျွရနဲ့တောင်ငယ်လုံးကျွရကြကစေအုပ်စုအထိုင်စခန်းကိုတကုတ်ကူခိုင်တရင်16နဲ့ရင်းနေတာကော်လန်မကွေးတိုင်းပကဖရွှေလျားစစ်ကြောင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာပါစေအုပ်စုအထိုင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ချိန်မှာ ရင်းနေတာကောလန်မကွေးတိုင်းဘကပ၍ကြားစကြောင်းကစစ်ကြောင်းမူရဲဘော်စိတ်ဖြူခေါ်ဟိမင်းသူကြဆုံးခဲ့တယ်လို့သိရပါတယ်။စကန်တိုက်တိုက်ပွဲအခြေအနေသိစိတ်အခြေအနေကိုတော့ VIP ကတိကျတည်ပြနိုင်တာမရှိသေးပါဘူး။တိုက်ပွဲမှာကြဆုံးခဲ့တဲ့စစ်ကြောင်းမူရဲဘော်စိတ်ဖြူခေါ်ဟိမင်းသူကိုရင်းနေတာစစ်ကြောင်းကစစ်တလေထုံးစံအတိုင်းတနက်ပြစ်ဖောက်ပြီးကောင်းမွန်စွာမိသကြုတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ အခုနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းဆောင်မှာနိုင်ငံရေးအကြီးအကဲတဦးကြဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုကိုဖုံးပေါင်ကဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြင်းကြံချင်းထောင်မှာနှစ်ရှည်ထောက်ချခံရတဲ့နိုင်ငံရေးအကြီးအကဲလူငယ်မျိုးသားဟာလုံလောက်တဲ့စီဝါကုသမှုမရလို့အော်တိုဘာလ16ရက်နေ့မှာတေဆုံးတယ်လို့မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးအကြီးအကဲများကွန်ရက် PPNN ကထုတ်ပြန်ထားပါတယ်။အသက်29နှစ်အရွယ်ကိုချမ်းမင်းဟင်းတေဆုံးတာဖြစ်ပြီး ထောင်ဒဏ်15နှစ်ကြာခံခဲ့ရတာပါအသေးနဲ့ပတ်သက်တဲ့ယောဂဝေဒနာကြောင့်ဆုံးပွားသွားတာဖြစ်ပြီးကိုချမ်းမင်းဟင်းကိုစူပူအောင်လှုပ်စောဆက်တွေ့ပြုံမှဖောက်ခွဲနဲ့လက်နက်မှုပုံမှတွေနဲ့ထောင်ဒဏ်15နှစ်ခွဲချထားတာလို့ဆိုပါရယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံတော်ဝန်ကအချင်းထောင်တွေမှာဖမ်းဆီးထောင်ချခံထားရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေဟာ လုံလောက်တဲ့စေဝါကုသအခွင့်မရတဲ့အတွက်ဆုံးပါရတာရှိတယ်လို့ PPNN ကအမှတ်ချက်ပြုထားပါဗျ။အခုနှစ်အတွင်းမှာရင်ထောင်တွင်းလုံလောက်တဲ့စေဝါကုသအခွင့်မရတာနဲ့ထောင်ပြင်ပစေယုံမှာအချိန်မီကုသအခွင့်မရလို့တည်ဆုံးရတဲ့နိုင်ငံရေးအကျဉ်းသား28ဦးတည်ရှိခဲ့ပြီလို့ PPNN ရဲ့စာရင်းတွေကသိရပါဗျ။အခုတော့ဒွန်သန်နဲ့ရှိပုံမှာစစ်တပ်စစ်ကြောင်းကိုတက်ခိတ်တာ စစ်သားနှုတ်ဦးတည်ဆုံးပြီးတင်နာတလက်နဲ့ခဲရန်တွေတိမ့်စီရရှိမိခဲ့တယ်ဆိုတဲ့သတင်းကိုကိုဖုံးမောင်ကဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မန္တလေးတိုင်းတောင်သာမြို့မှာစစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့စခန်းကထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သားနှုတ်နေရာမှာပွဲချင်းပြီးတည်ဆုံးပြီးတနက်တလက်နဲ့ခဲရန်တွေတင်းစီရမိခဲ့တယ်လို့အမှတ်815တပ်ဖွဲ့အနောက်မြောက်စစ်ဒေသအဖွဲ့ကထုတ်ပြန်ထားပါတယ်တိုက်ခိုက်မှုအပြီးမှာ G3 တလက် ကြည်စံတချို့ကိုတိမ့်စီရမိခဲ့တယ်လို့အမှတ်815တဖွဲ့အနောက်မြောက်စစ်ဒေသကအသိပေးထားပါဗျ။ဒီတိုက်ခိုက်မှုကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ငင်းကြံခရင်တပ်ခွဲကဆောင်ရွက်ခဲ့တာဖြစ်ပြီး PLA တပ်ဖွဲ့အနေနဲ့ငင်းကြံခရင်အတွင်းစည်ရေးလှုပ်ရှားတာတွေပြုလုပ်နေတာဒေသတွင်းမိဘအဖွဲ့အစည်းတွေနဲ့တပ်ရဲ့တပ်ပေါင်းစု policy အတိုင်းလက်တွဲလှုပ်ဆောင်နေတယ်လို့အမှတ်815တဖွဲ့အနောက်မြောက်စစ်ဒေသရဲ့တာဝန်ရှိသူကပြောပါဗျ။နထိုးကြီးမြို့နယ်အတွင်းမှာလဲစစ်ကော်မရှင်တပ်ဖွဲ့က အင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်နေတာတွေကိုနေတိုင်းဒီပါပြုတ်လို့နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။အော်တိုဘာလ29ရက်နေ့ကရင်းချံမြို့နယ်ရှိယူစော်တီစစ်ကောင်းဆောင်တီတာရွတ်မွန်တို့အုံပြုတ်နေတဲ့ဒရုန်းတစ်စီးကိုတင်းစီရမိခဲ့ကြောင်းနထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါသေးတယ်ခင်ဗျာ။ပြည်တွင်းသတင်းတွေတင်ဆက်လို့ပြီးမှာတော့နိုင်ငံတကာသတင်းတွေဘက်ကိုအလှည့်ပေးချင်ပါတယ်ရှင်။ နိုင်ငံတကာသတင်းတွေကိုတော့ကိုဖုံးမောင်ကဆက်လက်ပြောပြပေးသွားပါမယ်ရှင်။ Fiber Optic နည်းပညာကြောင့်စကြဝဠာကိုပိုမိုကြည်လင်ပြသစွာမြင်နိုင်တော့မယ်ဆိုတဲ့သတင်းကိုပြောပြပေးသွားပါမယ်။နက္ခတ်ပညာရှင်တွေဟာအသေးစိတ်အချက်အလက်တွေကိုမြင်ကျင်တဲ့အခါမှာအခြေခံအားဖြင့်သူတို့ရဲ့ telescope အရွယ်စာကန့်သက်ချက်ကိုရင်ဆိုင်ရလေ့ရှိပါတယ်။ telescope ပိုကြည့်လေ အလင်းပိုဖမ်းယူနိုင်လေအလင်းကိုပုံမဖမ်းယူနိုင်လေပုံရိပ်တွေပုံမပြတ်သားလေဖြစ်ပါတယ်။ ဒါကြောင့်လဲနက္ခတ်ပညာရှင်တွေဟာကီလိုမီတာပေါင်းများစွာကျယ်ပြန့်တဲ့နေရာတွေအထိ telescope မျိုးစုံကိုချိတ်ဆက်ပြီး interferometry လို့ခေါ်တဲ့ဤပညာကိုအသုံးပြုလို့ရှိပါတယ်။ဒါပေမဲ့မကြာသေးခင်က UCLA ဦးဆောင်တဲ့သုတေသီအဖွဲ့ဟာဒီလိုလောက်ဆရာမလို့ပဲတန်ဖိုးကြီး telescope တစ်လုံးနဲ့စံချိန်တင်ပြသမှုကိုရရှိနိုင်မဲ့နည်းလမ်းကိုသရုပ်ပြလိုက်ပါတယ်။သူတို့အသုံးပြုခဲ့တဲ့ကိရိယာကတော့စစ်ကူးရင်ဝိထုတွေကလိုနာမည်မျိုးရှိတဲ့ ဖိုတွန်နဲ့လက်တံပဲဖြစ်ပါတယ်ဒီဖိုတွန်နဲ့မီတော့ဟာကျယ်လေးနဲ့ထူးခြားတဲ့အလုပ်တစ်ခုကိုလှုပ်ဆောင်နိုင်ဖို့အတွက်အထူးဒီဇိုင်းပြုလုပ်ထားတဲ့မှန်မြင်ဖြစ်ပါတယ်ဒီကရိယာအလင်းကိုရိုးရှင်းတဲ့ရောင်ကြီးဖြစ်မမှန်ဘူးပဲဝင်လာတဲ့အလင်းကို၎င်းရဲ့နေရာလိုက်ပုံစံတွေလိုက်ခွဲထုတ်လိုက်ပါတယ်ဒါဟာအီဂီတာတစ်ခုကိုတူးချင်းစီရဲ့တန်ဆင်နေအဖြစ်ခွဲထုတ်လိုက်တယ်လို့မျိုးပါပဲဒီလိုတိမ်မွေးတဲ့ပုံစံတွေဟာဝေးလံတဲ့ဂျူရီရဲ့ ဖွဲ့စည်းပုံဆိုင်ရာအချက်အလက်တွေကိုတည်ဆောင်လာပြီးပုံမှန်ရက်ကူးတဲ့ဤပညာတွေမှာပျောက်ဆုံးသွားလိမ့်ရှိပါတယ်။အခုခါမှာတော့ဒီဖွဲ့ဟာအဲ့ဒီပုံစံတွေကိုထိန်းသိမ်းပြီးခွေးချမ်းစိတ်ဖြာခြင်းအပြင်ဒဲလီစကော့ရဲ့အရွယ်စားရ theory ရဖြစ်နိုင်တာတဲ့ပုံမှုပြသားတဲ့ပုံရိပ်တွေကိုပြန်လည်တိဆောက်နိုင်ကြောင်းပြသခဲ့ပါတယ်။ဒီဖွဲ့ဟာဒီဤပညာကို ဟာဝိုင်အင်ရှိ Super Root Telescope မှာစမ်းသပ်ခဲ့ပြီး လင်းနှစ်162နှစ်အကွာမှာရှိတဲ့ကျဲလုံးကိုကြည့်ကြတာပါဒီကျဲဟာလှည့်ပတ်နေတဲ့ဟိုက်ဒရိုဂျင်တန်းငွေပကံပြားဝိုင်းပုံစံတစ်ခုဝင်းရံထားပြီးသူတည်တည်တည်ဟာသူရဲ့ခရိယာတည်တည်ကိုအသုံးပြုပြီးဒီဖွဲ့စည်းပုံကိုအသေးစိတ်လေ့လာကျင်ခဲ့ကြပါတယ်သူတို့တွေ့ရှိခဲ့တာကတော့အံ့အားသင့်စရာပါအဲ့ဒီပကံပြားဝိုင်းကြီးဟာပြီးပြည့်စုံတဲ့ထက်တူညီမှုမရှိဘဲတစ်ဖက်ဖောင်းနေတဲ့ပုံစံမျိုးပုံမပေါ်နေတာဖြစ်ပါတယ်ဒီငါရက်ဟာ တမေယူးကြရုပ်ပုံဖော်နည်းတွေနဲ့လုံးဝမြင်နိုင်ခဲ့တာမဟုတ်ပါဘူးကမလီတုရဲ့မတည်ငြိမ်မှုကြောင့်ဂျယ်ရီယာလင်းလက်ပြီးရုပ်ပုံကဝါသွားတတ်ပါတယ်ဒီလီတုရဲ့အနောက်ဆက်တွေကိုအဆက်မပြတ်ပြုတ်ပြင်နေတဲ့တိုင်းရောညီတွေဖြစ်သောအော့တစ်စနစ်တွေရှိပေမဲ့ဖိုတိုနစ်မီးပုံဟာကျန်ရှိနေတဲ့အလင်းလိုင်းပြောင်းလဲတွေကိုလုံးမင်းအာယုံခံနိုင်လွန်းတဲ့အတွက်သူတေတီဖွဲ့ဟာအချက်လက်စီမံဆောင်ရွက်မှုနီးစနစ်အစ်စ်တွေကိုတီထွင်ပြီးပုံမှန်မဟုတ်တဲ့အနောက်ရှက်တွေကို စစ်ထုတ်ပစ်ခဲ့ပါတယ်ဒီကျိုးပဲမှုကနေရလက်ကောင်းတွေရရှိခဲ့ပါတယ်အဖွဲ့ဟာဒေါ်ပလာကျိုးတက်ရောက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ကျယ်ရဲ့အလင်းထဲမှာရှိတဲ့သီးငယ်တဲ့ရောင်ပြောင်းလဲမှုတွေကိုတိုင်းတားရမှာငါးစားအထိတိုးတက်မှုရှိခဲ့ပါတယ်အရေးပေါ်ကားရဲ့အော်အသံနီလာရင်းအတန်ကျယ်လာသလိုဝေးသွားရင်အတန်တိုးသွားသလိုမျိုးကျွန်တော်တို့စီကိုလှဲ့လာတဲ့တန်းွေတွေက အပြာရန်ပိုတန်းလာပြီးဝေးသွားတဲ့တန်းွေတွေဟာအနီရန်ပိုဖြစ်နေတတ်ပါတယ် ဒီလိုတိမ်ဝဲတဲ့အရာပြောင်းလဲမှုတွေကိုအကြုံစမှုတိကျမှုနဲ့တိုင်းတာခြင်းအပြင်သူတေတီတွေဟာအကံပြားဝိုင်းရဲ့လေပတ်ပုံကို အသေးစိတ်ပုံဖော်နိုင်ခဲ့ပြီးဒါဟာနောင်လာမယ့်ဤပညာတစ်ခုဖြစ်ကျယ်ရီနဲ့အခြားနက်ခတ်ပေဒါဆိုင်ရာအရာဝတ္ထုပတ်ဝန်းကျင်ကပုံကွယ်နေတဲ့ဖွဲ့စည်းပုံတွေကိုဖော်ထုတ်ပေးနိုင်မယ်လို့ကတိပြုထားပါတယ်ဆက်လက်ပြီးရှေးဟောင်းလူသားတွေရဲ့လက်ရိုးစေရုပ်ချင်းများတွင် ဂေါ်ရီလာနဲ့တူသောအသွင်ပြင်းများထူးထူးခြားခြားတွေ့ရှိဆိုတဲ့အကြောင်းကိုပြောပြပေးသွားပါမယ်။ကျွမ်းကျင်သူတွေဟာမကြသေးခင်ကမှရှားဖွေတိရှိခဲ့မျိုးတုံးသွားပြီဖြစ်တဲ့လူသားဆွေမျိုးရင်းချာ Pranthropus bose ရှေးဟောင်းလူမျိုးနွယ်တွေရဲ့လက်ရုပ်ကျင်းတွေကြောင့်အံ့အားသင့်ခဲ့ရပါတယ်။အထူးသဖြင့်ဒီလက်ရှောင်းတွေမှာလူသားနဲ့တူတဲ့အသွင်ပြင်းနဲ့ဂေါ်ရီလာနဲ့တူတဲ့အသွင်ပြင်းတွေရောနှောပါဝင်နေတာကိုတွေ့ရှိရတာကြောင့်မှာနေရှာချာနယ်မှာဖော်ပြချက်အရ ူဒေဇီတွေဟာကင်ညာနိုင်ငံကရှေးဟောင်းနေရာတစ်ခုကနေလွန်ခဲ့တဲ့နှစ်ပေါင်း1.5တန်းတက်တန်းရှိရုပ်ကျွင်းတွေကိုဟောထုတ်ခဲ့ကြပါတယ်။ဒီရုပ်ကျွင်းတွေဟာရှေးဟောင်းလူမျိုးနွယ်တွေရဲ့လက်ရိုးစစ်တွေဖြစ်ကြောင်းသေချာတိကျစွာခွဲခြားသတ်မှတ်နိုင်ခဲ့တဲ့ပထမဆုံးရှားပါးထောက်ထားဖြစ်ပါတယ်။ဒါ့အပြင်အဲ့ဒီခေတ်ကာလမှာလက်ရိုးစစ်အစုံလင်နီးပါးကိုရှာဖွေတွေ့ရှိခဲ့ရတာလည်းအလွန်ရှားပါးတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ရှေးဟောင်းလူမျိုးနွယ်တွေရဲ့တွားတွေဟာ တိတ်ရှည်ရခက်ခဲတဲ့အမြင်တက်များပါဝင်တဲ့အပင်တွေကိုအဓိကထားစားတော့ခဲ့တယ်လို့ညွှန်ပြနေပါတယ်။သူတို့ဟာကျွန်တော်တို့ရဲ့မျိုးနယ်စုလိုပဲခန္ဓာကိုယ်အရွယ်စားလားတူရှိပြီးရှင်နှောင်းနဲ့လမ်းလျှောက်တဲ့လူသားမျိုးနယ်တွေဖြစ်ပါတယ်။ရှေးဟောင်းလူမျိုးနယ်တွေဟာရှေးဦးလူသားဟိုမိုရီနဲ့အတူတူနေထိုင်ခဲ့ကြပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း၈သိန်းလောက်မှာမျိုးသုံးသွားခဲ့ပါတယ်။ဟိုမိုမျိုးနယ်တွေရှင်သန်ခဲ့ပြီးရှေးဟောင်းလူမျိုးနယ်တွေကမျိုးသုံးခဲ့တဲ့အပေါ် သူတေတီတရားအမြဲတမ်းနှိုင်းရှင်လေ့လာခဲ့ကြပါတယ်။ဟိုမိုရီရှင်သနာကိုသူတို့ရဲ့ကြီးမားတဲ့အုံနောက်သေးငယ်တဲ့သွားတွေနဲ့အသားစားတဲ့အစာအာဟာရကြောင့်လို့သတ်မှတ်ခဲ့ကြပြီးရှီဟောင်းလူမျိုးနွယ်တွေကိုတော့စင်ကဲပြောင်းလဲမှုရဲ့နောက်ကျကျန်ခဲ့သူအဖြစ်မကြခဏပေါင်းဖော်ခဲ့ကြပါတယ်။တရုတ်ဝန်ကြီးချုပ်လီရှီယန်းကမလေးရှားနဲ့ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန်အသိရှိကြောင်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။တရုတ်ဝန်ကြီးချုပ်လီရှီယန်းဟာ ။မင်းလာနေကမလေးရှားနိုင်ငံနဲ့ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာအကောင့်လှုပ်ဆောင်သွားဖို့အသင့်ရှိကြောင်းပြောကြားခဲ့ပါတယ်။မလေးရှားမှာကျင်းပနေတဲ့အရှိအချပူပေါင်းဆောင်ရွက်ရေးခေါင်းဆောင်များအစီအွေတွေ့ဆုံမှုမှာသူကဒီလိုပြောကြားခဲ့တာပါ။ဝန်ကြီးချုပ်လီဟာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံခဲ့စဉ်မှာတရုတ်နိုင်ငံကချမှတ်ထားတဲ့အဓိကကမ္ဘာလုံးဆိုင်ရာအဆိုပြုချက်ကြီး၄ခုကိုအကောင့်ထည့်ဖော်ရန်စစ်မှန်တဲ့ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကိုကျင့်သုံးရန်နဲ့ နိုင်ငံကတရားမျှတမှုတွေကိုထိမ့်သိမ့်ကာကွယ်ရန်အတွက်မလေးရှားနဲ့ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်လိုကြောင်းပြောကြားခဲ့ပါတယ်။မလေးရှားနဲ့တရုတ်ဟာတဦးကိုတဦးယုံကြည်ရတဲ့ကောင်းမွန်သောအင်ဒီဂျင်းများနဲ့မိတ်ဖက်များဖြစ်ကြောင်းလီရှီယန်းကအမှတ်ချက်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကတရုတ်သမ္မတရှီကျင်းဖင်ဟာဝန်ကြီးချုပ်အန်နဝါနဲ့ဘေကျင်းမှာတွေ့ဆုံခဲ့ပြီးတရုတ်မလေးရှားနာဂတ်မျှဝေခန်းစားရေးအတိုက်အဝန်းကို ပုံမနှဆိုင်စွာဒီစာရေးဆိုင်ရာအရေးကြီးတဲ့သဘောတူညီချက်အသစ်များရရှိခဲ့ကြောင်းကိုလည်းဝန်ကြီးချုပ်လီကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒီဥနိုင်ငံဟာမလေးရှားကိုသူ့ရဲ့အိမ်ဒီချင်းတန်တမာမူဝါဒမှာအမြဲတမ်းဦးစားပေးဖြစ်ရှုမြင်ကြောင်းမှတ်ချက်ပြုရင်းအစ်စ်မြင့်ဖလဲဖူးများဆက်လက်ထိမ့်သိမ့်နိုင်ရန်မဟာဖြူအမြောက်ပူပေါင်းဆောင်ရွက်မှုများအားကောင်းစေရန်လက်တွေ့ကြတဲ့ပူပေါင်းဆောင်ရွက်မှုများကိုနှဆိုင်စေရန်နဲ့နိုင်ငံသဘောတူညီချက်များကိုအကောင်အထည်ဖော်ကား ်နှစ်နိုင်ငံပြည်သူများအတွက်အကျိုးကျေးဇူးများရရှိစေရန်တရုတ်ဘက်ကအသင့်ရှိကြောင်းဝန်ကြီးချုပ်လီရှီယန်ကပြောကြားခဲ့ပါတယ်။ဒါအပြင်တရုတ်ကွန်မြူနတီပါတီ CPC ရဲ့ဘဟုကော်မတီစည်းဝေးမှာ15နှစ်စီမံကိန်းအတွက် CPC ဘဟုကော်မတီရဲ့အကြံပြုချက်များကိုဆွေးနွေးအတူပြုခဲ့ကြောင်းလီချီယန်ကထောက်ပြခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့စီမံကိန်းကို73နှစ်မလေးရှားစီမံကိန်းနဲ့ပေါင်းစည်းညီနိုင်မှုများအကောင်းဆုံးအသင့်ရှိကြောင်းဖော်ပြခဲ့ပြီး နှစ်နိုင်ငံအကြားရှိစီးပွားရေးနဲ့ကုန်သွယ်ရေးပူးပေါင်းမှုဆိုင်ရာငါးနှစ်အစီအစဉ်ကိုနက်နက်နဲနဲအကောင့်ထဲပေါ်ရန်နှစ်နိုင်ငံစီးပွားရေးနဲ့ကုန်သွယ်ရေးဆက်ဆံမှုတို့ကိုခိုင်မာစေရန်နဲ့ digital စီးပွားရေး AI နဲ့စွမ်းအင်သစ်စတဲ့အသစ်ပေါ်ထွန်းလာတဲ့နယ်ပယ်တွေမှာပူးပေါင်းဆောင်ရွက်မှုအလားအလာတွေကိုဖော်ထုတ်ပြီးမလေးရှားနဲ့အတူကြီးထွားမှုမောင်းနှင်ရအသစ်များဖန်တီးလိုကြောင်းဝန်ကြီးချုပ်လီရှီယန်းကပြောပါရယ်နိုင်ငံချစ်ကြည်ရေးအတွက်လူထုထောက်ခံမှုကို ခိုင်မာစေရန်အတွက် ။ဤသူအချင်းချင်းနဲ့ယဉ်ကျေးမှုဖလှယ်မှုများကိုတိုးချဲ့လှုပ်ဆောင်မှုလည်းနှစ်ဖက်စလုံးကတိုက်တွန်းခဲ့ပါသေးတယ်။အာဆီယံလက်ကျောက်ကတဖြစ်မလေးရှားရဲ့အရေးကြီးတဲ့ခန့်ကဏ္ဍကိုချီးကျူးဂုဏ်ပြုကြောင်းပြောဆိုခဲ့ပြီးဒေသတွင်းငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်ငြိမ်မှုနဲ့အပြုသဘောဆောင်တဲ့ဆွမ်းအားများကိုပိုမိုဖြည့်ဆည်းနိုင်ဖို့အရှိအာရှပူပေါင်းဆောင်ရွက်ရေးခေါင်းဆောင်များစည်းဝေးရဲ့ရလဒ်ကိုအကောင့်ထဲပေါ်နိုင်ရန်အတွက် တက်ဆိုင်သူအားလုံးနဲ့ဥပပေါင်းဆောင်ရွက်ဖို့တရုတ်နိုင်ငံကအသင့်ရှိကြောင်းလီရှီယန်ကပြောကြားခဲ့ပါတယ်။အခုကတော့ကိုဖုံးမွန်တင်ဆက်ပေးခဲ့တဲ့နော်ဆိုးရနိုင်ငံကသတင်းတွေနဲ့တိတ်ပန်လေးပညာသတင်းတွေကိုနားဆင်ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။ VNB ရဲ့ညာခင်သတင်းအစီအစဉ်ကိုဒီမှာပဲရနောက်ခွင့်ပြုပါရှင်။နာဆင်ကြည့်ရှုခဲ့ကြတဲ့ကြော်စင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လန်းချမ်းမြေ့ကြပါစေရှင်။ Burma Independent Voice